အာဆနယ်အသင်းရဲ့ချန်ပီယံလိစီမီဖိုင်နယ်မှာ PSG အသင်းကိုနှစ်ကျော်ပေါင်းရလဒ်၃ဂိုးတူကိုနဲ့အရင်နေကပြိုင်ပွဲကနေထွက်ခွာခဲ့ရတဲ့နောက်နီးပြအာဒီဒါကအကောင်းဆုံးအသင်းရှုံးနေပြီးထွက်ခွာခဲ့ရတယ်လို့ပြောခဲ့ပါတယ်။အာဒီဒါကဒီပြိုင်ပွဲမှာအာဆနယ်အသင်းထက်ပိုကောင်းတဲ့အသင်းကိုကျွန်တော်မမြင်တွေ့ခဲ့ပေမယ့်ကျွန်တော်တို့ပြိုင်ပွဲကနေထွက်ခွာခဲ့ရပါပြီ။နှစ်ပွဲစလုံးမှာကျွန်တော်တို့ပိုပြီးထိုက်တယ်နဲ့လို့ထင်ပါတယ်။ PSG ကိုဒမာတော်နာရမာကနှစ်ပွဲစလုံးမှာအကောင်းဆုံးကစားသမားပါ။ကျွန်တော်ကစားသမားတွေအတွက်အလွန်ဂုဏ်ယူမိပေမယ့်စိတ်မကောင်းလဲဖြစ်ရပါတယ်။ ကစားသမားတွေကပွဲပြီးမှငိုကြွေးခဲ့တဲ့အတွက်ဒီပွဲမှာသူတို့ဘလောက်လိုချင်လဲဆိုတာကိုမြင်တွေ့ခဲ့ရတယ်လို့ပြောခဲ့တာပါ။ချန်ပီယံလိဆီမီဖိုင်နယ်ဒုတိယကျော်ပွဲစဉ်မှာ PSG အသင်းကအာဆင်နယ်အသင်းကို၂ဂိုးတကူနဲ့အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ဒီပွဲမှာ PSG အသင်းအတွက်ဂိုးတွေကို Fabian Ruiz နဲ့ Hakimi တို့ကသွင်းယူခဲ့ပြီးအာဆင်နယ်အသင်းအတွက်ချေပါကိုကို Saka ကသွင်းယူခဲ့တာပါ။ PSG အသင်းဟာအာဆင်နယ်အသင်းကိုပထမအကြော်ကလည်းတဂိုးကိုမရှိတဲ့အနိုင်ရခဲ့တဲ့အတွက်နှစ်ကြော်ပေါင်းရလက်၃ဂိုးတကူနဲ့အနိုင်ရပြီးချန်ပီယံလိဘောလူပွဲကိုတက်နိုင်ခဲ့တာဖြစ်ပါတယ်။ ီပွဲမှာ PSG တင်ကိုသမားဒေါ်နာရမဟာပထမအကြော့ကလိုပဲအာဆင်နယ်တင်းရဲ့ကိုးရနိုင်မဲ့အခွင့်အရေးတွေကိုလက်စွမ်းပြကာကွယ်နိုင်ခဲ့တာပါအာဆင်နယ်အတင်းအတွက်တော့900ရာသီဇက်တိုက်စူပလာလက်မဲ့နဲ့ရာသီအဆုံးတက်ခဲ့ရတာဖြစ်ပါတယ်ဒါပေမဲ့နီးပြအာရီတာကဒီရာသီချန်ပီယံလိပြိုင်ပွဲမှာအာဆင်နယ်တင်းကိုအကောင်းဆုံးအသင်းဖြစ်ဖော်ပြခဲ့တာပါ PSG အသင်းနီးပြလူးဝစ်အင်ရစ်ကဆီမီဖိုင်နယ်မှာအာဆင်နယ်အသင်းအနိုင်ရဖို့ထိုက်တန်နေဆိုပြီးနီးပြအာဒီတာပြောခဲ့တဲ့စကားကိုသဘောမတူကြောင်းပြောခဲ့ပါတယ်။အဲဒီပြင် PSG အသင်းနီးပြလူးဝစ်အင်ရစ်က အာဆနယ်တင်းရကောင်းမွန်တဲ့ပွဲကိုကစားနိုင်ခဲ့ပေမဲ့သူတို့ဟာဘိုလူပွဲကိုရောက်ရှိဖို့ထိုက်တန်နေလို့ပြောခဲ့တာပါ PSG တင်းရချန်ပီယံလိဘိုလူပွဲအဖြစ်ဘာစီလိုနာအသင်းကိုအနိုင်ရခဲ့တဲ့အင်တာမီလန်အသင်းနဲ့မေလ31ရက်ဘိုင်ယန်မြူးနစ်အသင်းအိမ်ဝင်းမှာရှင်းပြန်ရမှာဖြစ်ပါတယ်